ဘမိုင်နဲ့နန်းဆွေတီဆိုလိုရဲ့လူသိမခံနိုင်တဲ့ပကံကဇလန်းကိုထမှန်ဖော်ထုတ်ကပွဲရှာနေရဲ့ပြည်ဟင်းတီဟာပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လင်းစင်တာ page ကနေပြလဲကြိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့ social media ပေါ်မှာအပူချိန်အမြင့်ဆုံး ပွဲစုံမှုအပြင်းထန်ဆုံးဖြစ်နေတဲ့အကြောင်းအရာတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဟုတ်ပါတယ်။တခြားသူတွေမဟုတ်ပါဘူး။အစိုးရလွန်ပိုင်းနဲ့အမေရိကန်ရောက်ဒါရိုက်တာပြည်ဟင်းတီဟာတို့ရဲ့အပြန်အလှန်ဖွင့်ချပွဲကြီးပါပဲ။ဒီတစ်ခါပွဲကတော့အရင်တုန်းကပြဿနာတွေထပ်ပိုးပြီးအပြင်းထန်ပါတယ်။ဘာလို့လဲဆိုတော့နှစ်ယောက်လုံးကလိမ့်ဝဲထားတဲ့အတွင်းရေးတွေငွေကျုံးငွေနာတွေကိုအကုန်အိတ်တုံဖာမောက်ဖွင့်ချနေကြလို့ပါပဲ။ဒီပွဲကိုဘယ်သူကစတင်ခဲ့သလဲမင်းရင်တော့လွန်ပိုင်းကသူ့ရဲ့တခြင်းအစ်စ်ထဲမှာဒါရိုက်တာပြည်ဟင်းတီဟာကိုနာမည်ပိုင်းနှိမ့်တက်ပြီးတော့အရေးချင်းရှိတဲ့ပေါ်ကားဒါရိုက်တာ ပစံချေပြီးပြန်မဆက်သူဆိုပြီးဒေဝုံလိုက်တာကနေဒီပွဲကပြန်လဲစတင်ခဲ့ရပါဘ။ဒီလိုမျိုးသူ့ရဲ့နာမည်ကိုတက်ပြီးတော့ဒေပွဲရှာလာတဲ့လွမ်းပိုင်ကိုဒါရိုက်တာပြင်းတရားကလည်းငြိမ်ခမ်းမနေပါဘူးသူ့ကိုလာထီမှတော့ခံနေစရာအကြောင်းမရှိဘူးဆိုတဲ့ပုံစံနဲ့ချက်ချင်းပြန်လဲတုံ့ပြန်မာတော့တဲ့ အခုပြည်အင်းတီဟာပြန်လည်တိုက်ခိုက်လိုက်တဲ့အကြောင်းအရာကတော့လွမ်းပိုင်ရဲ့အသေးနှလုံးကိုထိမှန်စေမယ်။လွမ်းပိုင်ဘက်ကလူသီးမခန့်ကျင်ဆုံးဖြစ်တဲ့ဇလန်တစ်ခုကိုဝင်ချလိုက်တာပါ။ဟုတ်ပါရဲ့ဒါကတော့မင်းသမီးနန်းစုရည်ဒီဆိုတဲ့ပကံကကိစ္စပါ။ပြည်အင်းတီဟာရဲ့ပြောဆိုမှုရလွန်ခဲ့တဲ့နှစ်တွေတုန်းကသူနဲ့လွမ်းပိုင်တို့ပကံမှာရုပ်ရှင်အတူတူရိုက်ကူးစဉ်လွမ်းပိုင်နဲ့အဲ့ဒီဇက်ကမှပါဝင်တဲ့နန်းစုရည်ဒီဆိုတော့ကဟိုတယ်မှာအတူတူတခန်းနဲ့နေထိုင်ခဲ့ကြတယ်လို့ပြောချလိုက်တာပါ။ဒါအပြင်လွမ်းပိုင်ဟာသူများသမီးတွေကိုဒီလိုမျိုးဇလန်တွေရှုပ်ပြီးမှတာဝန်မယူဘဲဖျက်ဆီးတတ်တယ် ယ်ဆိုပြီးပြင်းပြင်းထန်ထန်ဆွဆွဲတိုက်ခိုက်ခဲ့ပါတယ်။ဒါတိမ်မကသေးပါဘူး။ပြင်းအင်းဒီယာကလွမ်းပိုင်ဟာအရင်ကသူနဲ့ရုပ်ရှင်ရိုက်ချင်လို့လို့သူ့ကိုလာပြီးတော့ခါရတောင်းမှန်ခဲ့ရတယ်ဆိုပြီးတော့ထပ်မံနှိမ်ချပြောဆိုခဲ့ပါသေးတယ်။ဒီလိုမျိုးသူ့ရဲ့အထီးမခံနိုင်သောအချီးရေးဇလန်ဟောင်းကိုနာမည်တက်ဖွင့်ချပြောခံလိုက်ရတဲ့အခါမှာလွမ်းပိုင်ဘက်ကလည်းပောက်ကွဲထွက်လာပါတော့တယ်။လောမိုင်ကလည်းချက်ချင်းဆိုသလိုလိုင်းလွင်ပြီးတော့ပြန်လဲတုံ့ပြန်ခဲ့ရပါသူဘဝမှာပြင်းရင်တရားလိုလူမျိုးကိုဘယ်တော့မှမ အောက်ကျုပ်ခံပြီးတော့မတောင်းပန်ခဲ့ဘူးကြောင့်ပြင်းဒီဟာကသာလဲသူ့ရဲ့တခြင်းတွေကိုဝယ်သုံးပြီးတော့ရုပ်ရှင်ရိုက်ခဲ့ရတာကြောင့်သူ့ကိုကျေးဇူးတင်တဲ့ကြောင့်ပြန်လဲခြေပါခဲ့ပါတယ်။အဲဒီနောက်မှာတော့လွမ်းမိုင်ကပြင်းဒီဟာရဲ့အရှုပ်တော်ပုံတွေကိုတခုမှကြံပြန်လဲဖွင့်ချပါတော့တယ်။မင်းကမှပကံမှာဇလန်းရှုပ်ခဲ့တာဆိုပြီးတော့ပြင်းဒီဟာကိုယ်တိုင်ဇနီးတဲ့မရှိတော့ နမကြီးမင်းသမီးတယောက်နဲ့ပကံမှာမတော်တရော်ကိစ္စတွေဖြစ်ခဲ့ကြအောင်ကွယ်လွန်သွားပြီဖြစ်တဲ့လူရှင်တော်ဥယျာစီကလည်းငွေကြီးတွေဖျက်ဆားခဲ့ကြအောင်လူရှင်တော်အသင်းရဲ့ရန်ပုံငွေသိန်းရာချီကိုအလွဲသုံးစားလုပ်ခဲ့ကြအောင် အမေရိကန်ကိုမသွားခင်အခုသူမကောင်းချောင်းပြောနေတဲ့မင်းသားမင်းမြတ်စီကနေငွေသိန်း150ကိုခြေသွားပြီးပြတ်မဆက်သေးကြောင်းစတဲ့ငွေကြီးအရှုပ်ရှင်းတွေနဲ့ကိုကျင်းတရားပြည်ရင်းမှုတွေကိုအချက်ကျကျပြန်လဲဖော်ထုတ်ခဲ့ပါတယ်။ပြည်သက်တွေသိတဲ့အတိုင်းပဲပြည်ဟင်းတရားဆိုတာကအမေရိကန်ကိုရောက်သွားပြီးနောက်ပိုင်းသူ့ရဲ့ YouTube Channel ကနေမြန်မာပြည်ကအနုပညာရှင်တွေရဲ့အတွင်းရေးတွေအင်ထောင်ရေးအရှုပ်ရှင်းတွေကိုဖွင့်ချပြီးတော့ဝင်ငွေရှာနေသူပေါ့။သူကိုယ်တိုင်ဒါရိုက်တာလုပ်ခဲ့ပြီးတော့အတွင်းရေးတွေအများကြီးသည့်နေရာကိုခွင့်ကောင်းယူပြီးမြင့်မြတ်နေဝင်းအပါအဝင်မ င်းသားမင်းသမီးတော်တော်များများကိုဝေဖန်ခဲ့ရပါအရင်ကတော့ဘသူမှသူ့ကိုပြန်ပြီးတော့မထီခင်ကြပါဘူးအခုလမ်းပိုင်းကဘိုင်နှိမ့်တက်ပြီးတော့တချင်းနဲ့ထိလိုက်တော့ပြင်းတရားကလည်းပွဲရှာလာမှတော့အငိမ့်မနေနိုင်ဘူးဆိုပြီးတော့လွန်ပိုင်ရဲ့အနုပညာရှင်ဘဝမှာအထီးကိမ့်မခံနိုင်ဆုံးဖြစ်တဲ့နန်းဆွေဒီဆိုတဲ့ပကံကဇလန်းကိုပြန်လဲဆွဲထုတ်ပြီးတော့တိုက်ခိုက်ခဲ့ကပွဲကိုပူကြီးအောင်လှုပ်လိုက်တာပါလက်ရှိမှာတော့ဒီပွဲကိုပရိသတ်တွေရောအနုပညာရှင်တွေကပါဖျားခင်းပြီးတော့စောင့်ကြည့်နေကြပါတယ်ပြင်းတရားရဲ့အဖွင့်ချမှုတွေကိုခံခဲ့ရဖို့တဲ့အနုပညာရှင်တချို့က လွန်ပိုင်ရဲ့တုံ့ပြန်မှုကိုအားပေးနေကြတာပါပြည်သက်ကြီးတို့အနေနဲ့ဒီကိစ္စကိုဘယ်လိုမြင်ပါသလဲလွန်မိုင်ကအရင်စတင်တိုက်ခိုက်တာမှန်ကန်တယ်လို့ထင်ပါသလားဒါမှမဟုတ်ပြည်ရင်းတရားကသူများရဲ့လက်ဝက်ချက်တွေအခြေရေးဇလန်ဟောင်းတွေကိုပြန်ဆွဲထုတ်ပြီးတော့ပြောဆိုနေတာကတင့်တော်တယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်